ကပ္ပချိုပေါ့စတာဂျေလာစဝစ်ဖ်ဟာဂီတနဲ့ပဲမှာအောင်မြင်မှုများစွာရရှိထားသူ ဖြစ်သလိုကြောင်ချစ်သူတယောက်ဖြစ်လဲလူသိများပါတယ်။သူမရဲ့အိမ်မွေးတိရစ္ဆာန်တွေထဲမှာမှ Scottish Fool မျိုးနွယ်ဝင်ကြောင်မလေး Olivia Benson ဟာထူးခြားတဲ့ချမ်းသာကြွယ်ဝမှုနဲ့ပြည့်သက်တွေကြားရေပန်းစားနေတဲ့ကြောင်လေးတစ်ကောင်ဖြစ်ပါတယ်။ Olivia Benson ကို Taylor Swift က 2014ခုနှစ်မှာမွေးစားခဲ့တာဖြစ်ပြီးနာမည်ကျော်မှုခင်ဒရာမာဇလန်တွေ Law and Order Special Victims Unit တဲ့ကဇက်ကောင် Olivia Benson ကိုအစွဲပြုပြီးနာမည်ပေးခဲ့တာပါနယူးယောက်ခေါင်လေးတွေနဲ့ချစ်စပွဲပုံစံရှိတဲ့ Olivia ဟာ Taylor Swift ရဲ့ social media မှာမကြာခဏပါဝင်လေးရှိပြီးပြည်သက်အချစ်တော်ဖြစ်လာခဲ့ပါတယ် Olivia Benson ရဲ့ချမ်းသာမှုကအံ့အားသင့်စရာပါ allaboutcats.com ရဲ့ဖော်ပြချက်အရ Olivia Benson ဟာဒေါ်လာ68သန်းခန့်ကျွဲဝချမ်းသာတယ်လို့ခန့်မှန်းထားကြပါတယ်။ဒီငွေကြေးအများစုဟာကြောင်လီ Olivia ပါဝင်ခဲ့တဲ့ကြော်ညာလုပ်ငန်းတွေကနေရရှိခဲ့တာဖြစ်ပါတယ်။ Diet Coke, Cats Penne နဲ့ AT&T တို့လိုနာမည်ကြီး brand တွေရဲ့ကြော်ညာတွေမှာ ထေလာဆစ်နဲ့အတူပါဝင်သရုပ်ဆောင်ခဲ့ပြီးလူအများရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်။ကြပြင်ထေလာဆစ်ရဲ့ Take It Up Video တွေဖြစ်တဲ့ Me နဲ့ Blank Space တို့မှလည်းပါဝင်ခဲ့ဘူးပါတယ်။ Olivia Vincent ဟာတမန်အိမ်မွေးကြောင်လေးတကောင်မဟုတ်ဘဲကိုပိုင်ဝင်ငွေရှာနိုင်တဲ့ကြောင်လေးတကောင်ဖြစ်တာကြောင့်ကမ္ဘာအချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်စီးရင်မှတောင်ပါဝင်နေပါတယ်။ တိရစ္ဆာန်လေးတစ်ကောင်အနေနဲ့ဒီလိုမျိုးကြီးမားတဲ့ချမ်းသာကြွယ်ဝမှုကိုပိုင်ဆိုင်ထားတာဟာတကယ်ကိုထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ဤကုံကျုံအနေနဲ့ပြောရရင်တော့အိုလီဗီယာဘင်ဆန်ဟာကဘာကျော်အဆိုတော်ထေလာဆစ်ဖ်ရဲ့အချစ်တော်ကြောင့်လေးတစ်ကောင်အဖြစ် လူသိများယုံတာမကကိုပိုင်ဝင်ငွေဒေါ်လာတန်ပေါင်းများစွာရှာဖွေနိုင်တဲ့စီးပွားရေးကြောင့်လေးတစ်ကောင်အဖြစ်ပါမှတ်တမ်းဝင်နေပြီဖြစ်ပါတယ်။ knowledge soul လူချင်းမျိုးအချင်းပင်နာရှင်မှုအတွက် essence reader မှာကျေးဇူးတင်ရှိပါတယ်ရှင်ကြောင်တကောင်ရဲ့ချမ်းသာမှုကိုဘယ်လိုခံခွဲရလဲ။ Grumpy Cat ဟာကမ္ဘာအချမ်းသာဆုံးကြောင်ဖြစ်ပြီး2019မှာဆုံးသွားတာကြောင့် Taylor Swift ရဲ့ကြောင် Olivia Benson ဟာအချမ်းသာဆုံးသက်ရှိကြောင်ဖြစ်လာပါတယ်။ကြောင်တွေကဘလို့ငွေရတာလဲဘလို့ခန့်ခွဲပေးတယ်လဲနိုင်ငံတကာမှာရုပ်ရှင်ပိုင်းဆိုင်ရာဖြစ်စေ၊ကုန်ပစ္စည်းကြော်ညာဖြစ်စေ၊တခြင်းဗီဒီယိုဖြစ်စေ တိရစ္ဆာန်လေးတွေကိုထည့်သုံးမယ်ဆိုရင်အမှုပညာကြီးအနေနဲ့ပေးရပါတယ်။တစ်ခေါက်တလေမဟုတ်ပဲနာမည်ကျော်တိရစ္ဆာန်ဖြစ်လာတဲ့အခါသူရတဲ့ငွေကြီးကိုပိုင်ရှင်ဟာလက်လွတ်စပယ်သုံးချင်တိုင်းသုံးလို့မရဘူးလို့ဆိုပါတယ်။ကြောင်ဖြစ်စေခွေးဖြစ်စေမြည်သည့်တိရစ္ဆာန်ဖြစ်စေအဆိုပါအတွက်ဘန်အကောက်တီးတန့်ခွဲဖွင့်ပြီးသူရဲ့ကျမ်းမာရေးဆောင်းရှောက်ရေးအစားအသောက်စီးတွေဖယ်ပြီး ပိုင်ရှင်မရှိတော့ပါကနောက်ဆက်ဆောင်းလျှောက်ရီအတုံးစီချမ်းမှာဖြစ်တယ်လို့ကျန်နာကိုမှပိုင်ရှင်ဟာယူသုံးခွင့်ရှိတယ်လို့သိရပါတယ်အကယ်၍ပိုင်ရှင်ထက်အရင်ဆုံးဆုံးပါသွားရင်တော့ပိုင်ရှင်ကပဲငွေတွေကိုစက်ခံခွင့်ရှိပါတယ်ပိုင်ရှင်နောက်မှဆုံးပါသွားရင်တော့ပိုင်ရှင်ရဲ့တည်တန်းစာထဲမှာရေးထားတယ်လို့မျိုးလူရာဖြစ်စေ တခြားတယောက်ကိုစက်ခံခိုင်းတာဖြစ်စီလောက်ရမှာပါတကယ်လို့တည်တန်းစာမထားခဲ့ရင်တော့စောင့်ရှောက်ပေးထားတဲ့မိသားစုဝင်ကရရှိမှာဖြစ်ပါတယ်ထေလာဆွေပြည့်ကြောင်းအိုလီဗီယာဗန်ဆန်ဟာအမေရိကန်ဒေါ်လာ68တန်းချမ်းသာပါတယ်မီတာ M ူကြီးမင်းတို့အချိန်ပေးနာဆင်မှုအတွက် Essence Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်